မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့အကျိုးစုပါရဗျာ ဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါပရီးမီးယားလီဂ်ရောတခြားထိပ်တန်းလီဂ်ပွဲစဉ်တွေရောကစားဖို့ရှိရပေါ့နော်အဲ့တော့ဒီနေ့ကစားမဲ့ဒါပရီးမီးယားလီဂ်ပွဲစဉ်စုစုပေါင်း၄ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီပထမဆုံးပွဲစဉ်တစ်ပွဲကဒီနေ့ည9:00နာရီခွဲမှာကစားမဲ့ Brand 4နဲ့ Chelsea တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြည့်ဦးကျွန်တော်ပြန်ကြည့်ရင် Chelsea က level 60ရှုံမဲ့ပြီးတော့ goal ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း45ပြားရှုံမယ်ပေါ့နော် Chelsea ကအဒီယာဒီအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့တော်တော်လေးကိုရုန်းကန်နေရတယ် Grand 4ကတော့ဒီရာသီအင်ကွင်းမှာဆိုလို့ရှိရင်တို့ပုံစံကောင်းတယ်ပေါ့နော်ပြီးတော့ Chelsea ကပြိုင်ပွဲစုံဝေကွင်းနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်လည်း clean sheet ပွဲမှာမရသေးဘူး Grand 4ကကြတော့လေဒီရာသီအင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် clean sheet လုံးဝမရသေးဘူးပေါ့နော်ပြီးတော့ Grand 4ရဲ့ဒီရာသီအင်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်အပြန်လည်တွင်းကိုရှိခဲ့တာဒီအပြန်လန်တွင်းကိုရှိခဲ့တဲ့ပွဲစဉ်စုစုပေါင်း83ရာခိုင်နှုန်းတိရှိရပါတော့ပြီးတော့ Brandfo ရဲ့အိမ်ကွင်းနောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ပိုင်းက ပေးကို2ကိုဒါမှမဟုတ်2ကိုတောက်ကိုပို့ပြီးတော့ခွင့်ပြုပေးခဲ့ရတဲ့ပွဲစဉ်စုစုပေါင်းကလည်း9ပွဲတိရှိရပါတော့ပြီးတော့ Brandford ကဒီသူတို့ကစားရေးနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်စစ်ကဂိုးမရခဲ့တာစုစုပေါင်း2ပွဲပဲရှိခဲ့တယ်ပေါ့ပြီးတော့ Chelsea တင်းကစားခဲ့တဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲက2သင်းပေါင်းတင်းကို3ကိုတိရှိခဲ့တယ်ပြီးတော့သူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ပိုင်းကပေးကို2ဂိုးတောင်မှမဟုတ်2ဂိုးတက်ပို့ပြီးတော့ခွင့်ပြုပေးထားရတယ်ပေါ့နော်ပြီးတော့ဒီနေ့တင်းရဲ့ ဒါထိတဲ့တိဆောင်ခဲ့တဲ့နောက်ဆုံးဒီနှစ်ကြိမ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနှစ်သိန်းပေါင်းအတွင်းကိုဒီကဒီ3ကိုဒါမှမဟုတ်3ကိုထပ်ပို့ပြီးတော့အများပြခဲ့တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီနေ့မှာဒါ9ပေါင်းကြီး3ကိုတွင်း45ပြားရှုံးမယ်ဆိုမယ်လို့ကျွန်တော်ဒီဘက်မှာနှစ်သိန်းပေါင်း၃ကို၄ကိုလောက်ရှိလိမ့်မယ်လို့မျှော်လင့်နေတယ်ဗောနော်အဲ့တော့ပထမဆုံးပွဲစဉ်မှာကျွန်တော်9ပေါ်ရွေးချယ်ပြီးခြင်းနဲ့ဗော အဲ့တော့ဒီဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကကျတော့ဒီနေ့ည9:00နာရီခွဲမှာပဲကစားမယ်ဖူဝန်နဲ့လီဗာပူးတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့လီဗာပူးကတကူးသွင်း85ပြရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဒီလီဗာပူးရဲ့နောက်ဆုံးကစားခဲ့တဲ့18ပွဲကိုကျွန်တော်ပြန်ကြည့်ရင်17ပွဲကအပြန်လည်သွင်းကိုရှိခဲ့တယ်။ပြီးတော့ဖူဝန်သိန်းကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကအပြန်လည်သွင်းကိုရှိထားရပါတော့။ ပြီးတော့ဒီဖူဝန်တင်းကစားခဲ့တဲ့ဒါသူရဲ့အင်ကွင်းနောက်ဆုံး15ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ17ဘွဲကအပြန်လည်တွင်းခွေရှိတယ်ပြီးတော့ဖူဝန်ရဲ့ဒီယာဒီအင်ကွင်းပွဲစဉ်စုစုပေါင်း15ဘွဲမှာဆိုလို့ရှင်သူရဲ့တိုက်စစ်ကဂိုးမရခဲ့တာစုစုပေါင်း3ဘွဲပဲရှိတယ်ဗောနောပြီးတော့ဒီနှစ်တင်း ဒီထိတ်တဲ့လူဆောင်ကလေးပြန်ဝဲစုံအနေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်10ပွဲတိတိကပြန်လည်တွင်းကိုရှိရတယ်ပေါ့နော်ပြီးတော့လီဗာပူးကဒီဟာဒီအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူလုံးဝရှုံးဝဲမရှိသေးဘူးပြီးတော့ပြန်လည်တွင်းကိုရှိခဲ့တဲ့ပွဲစဉ်တွေရလည်းများခဲ့တယ်ပေါ့နော်ပြီးတော့ဒီဟာဒီသူတို့ရဲ့အဝေးကွင်း ပွဲစဉ်တွေမှာဆိုလို့ရှိရင်အပြန်လည်တွေ့ဖို့ရှိခဲ့တဲ့ပွဲစဉ်စုစုပေါင်းရဲ့ရှာခိုင်းတော့က53ရာခိုင်နှုန်းတိရှိရပေါ့နော်ပြီးတော့ဖူဝမ်ရဲ့ဒီရာဒီအိမ်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအပြန်လည်တွေ့ဖို့ရှိခဲ့တဲ့ပွဲစဉ်စုစုပေါင်းက83ရာခိုင်နှုန်းတိရှိတယ်ပြီးတော့ဒီဖူဝမ်ကသူ့ရဲ့အိမ်ကွင်းဒီခရဘန်ကော့တစ်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒီနှစ်သင်းပေါင်းသွင်းကိုဒီ၃ခုတိရှိခဲ့တဲ့ပွဲစဉ်စုစုပေါင်းရာခိုင်နှုန်းအဖြစ်60ရာခိုင်နှုန်းတိအောင်ရှိတယ်ပေါ့နော်ပြီးတော့လေဘကူးရဲ့ဒီအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း ဒီတွင်ကိုအနေဆုံး3ကိုဒါမှမဟုတ်3ကိုထပ်ပို့ပြီးတော့မြပြခဲ့ရပွဲစဉ်စုစုပေါင်းက60ရှာခိုင်နှုန်းကြီးရှိခဲ့တယ်ဘောနော်အဲ့တော့ဒီပွဲမှာလည်းကျွန်တော်အပြန်လည်တွင်ကိုကြီးရှိဖို့မျှော်လင့်နေတယ်3ကိုတွင်ရင်ပြား90ရောက်မယ်ဆိုမယ်လို့နှစ်သင်းပေါင်း3ကို4ကိုတော့ရှိလိမ့်မယ်လို့ထင်တယ်ဘောနော်အဲ့တော့ဂိုးပေါ်ရွေးချယ်ပြီးမယ်ပေါ့ အဲ့တော့ဘီဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည9:00ခွဲမှာပဲကစားမယ်စပါးနဲ့အဆောက်တတန်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်စပါးကတကိုးသွင်းပြား60ရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်တုံးကိုးသွင်းပြား30ရှုံမယ်ပေါ့နော်အဲ့တော့စပါးကဒီပရီးမီးယားလိနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သူရမှတ်တတ်မှတ်ပဲရရထားတယ်သုံးပွဲတီတီရှုံနေဒါမှလို့အဲရှုံခဲ့တဲ့သုံးပွဲထဲမှာဆိုလို့ရှိရင်နှစ်ပွဲကဒီမက်ဆီဒီနဲ့ချက်စီတို့လိုအသင်းတွေကိုရှုံထားတာပေါ့နော် တစ်ဖက်ကဆော်တရန်ကတော့ဒီယာဒီမှာဆိုလို့ရှိရင်သူတန်းစင်းဖို့ဒီကြတော့ရှိနေတဲ့အတင်ပေါ့နော်ပြီးတော့ရလက်တွေဆိုလို့ရှိရင်တောက်လျှောက်စိုးနေပြီးတော့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရမှတ်တက်မှတ်ပဲစူးစောင်းထားနိုင်ရတယ်ပြီးတော့ဒီနဲ့တင်းရဲ့ဒါပထမကြော်ထိတဲ့တွေ့ဆုံခဲ့ပွဲစဉ်ကိုကျွန်တော်ပြင်ချင်းစပားက၅ကိုကိုမရှိနေနိုင်ခဲ့ရပေါ့နော်ပြီးတော့ဒီယာဒီမှာဆိုလို့ရှိရင်လည်းဆော်တရန်ရဲ့ပရီးမီယာလိအဝေးကွင်း15ပွဲမှာဆိုလို့ရှိရင်သူ12ပွဲတိတိရှုံးနေအဲ့တော့စပားကိုယ်တိုင်ကလည်းဒီပွဲကစားပြီးွားလို့ရှိရင်သူချားရမှာ front back နဲ့ဒီ Europa League ပွဲစဉ်ကစားဖို့ရှိတယ်ဗောနအဲ့တော့ဒီပွဲမှာသူ့ရဲ့ကစားသမားတချို့ကိုဒန်ယန်ကင်းစင်အောင်အနာပြေးလာနိုင်ပေမဲ့လက်တလောမှာသူ့ရဲ့ရရလက်ဒီဆိုးဝါးနေမှုကနေရောက်ထွက်နိုင်ဖို့ဆိုလို့ရှိရင်ဒီနေ့မှာသူစောက်တက်တော့အနိုင်ကစားပြဖို့လိုတယ်ဗောနပြီးတော့စပါးသင်းအနိုင်ရခဲ့တဲ့ပြိုင်ပွဲစုံသုံးဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်တိုင်းမယ်ဆိုလို့ရှိရင်လည်း၄ပွဲကဒီသူ့ရဲ့တိုက်ဆက်ကဒီ twin goal 3 goal ပြန်နေ twin ပြီးတော့ဒီအထက်နဲ့ twin ပြီးတော့ အနံရထားခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်တယ်ပေါ့နော်ပြီးတော့ဆော်ဒရန်ကိုတိုင်ကလည်းဒီသူ့ရဲ့အဝေးကွင်းနောက်ဆုံး15ပွဲကိုကျွန်တော်ပြန်ကြည့်ရင်ပေးဖို့စုစုပေါင်း32ခုရှိရယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီစပားအသင်းကိုသဘောကျတယ်ဒီတကူးသွင်းဒီ65ပြတကူးသွင်းပြ60ရှုံးမယ်ဆိုပွင့်လို့ဒီဆော်ဒရန်တို့သူအတွင်းကိုဒီ2ခုပြလောက်တော့အနည်းဆုံးအနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်စပားကိုရွေးချယ်ပေးမယ်ပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်တစ်ပွဲကဒီနေ့ည ဒီ10နိုင်မှာကစားမဲ့ဒီ Manchester United နဲ့ Manchester City တို့ရဲ့ဒီ Manchester Derby ပေါ့နော်အဲဘွဲစီရင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင် Man City ကဒီ level 65ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ goal ပေါင်းနေတယ်ဆိုလို့ရှင်3 goal အတွင်းပြား40ရမယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှင်ဒီရာသီအတွက်ဒီ Man City က ီအကြီးမားဆုံးဒီအချရှုံးနေဘောလုံးရာသီတစ်ခုဖြစ်တယ်ဘောနော်လက်ရှိမှာမက်ဆီဒီကတော့ဖိုးဝင်ဝင်အတွက်ဆိုပြီးရှင်တော်တော်လေးကိုရှုံးကန်နေရတယ်ဒါမှမဟုတ်တိုက်စစ်မှာတော့ဒီအိုမာကတော်တော်လေးကိုခြေစွမ်းပြနေရဘောနော်ဒီနေ့မှာဆိုလို့ရှင်ဒီကစားသမားရဲ့တွင်ဦးတွေကိုကျွန်တော်မျှော်လင့်နိုင်တယ်ဒီတစ်ပတ်က Manchester United ကတော့ဒီရာသီမှာသူတို့တော်တော်လေးကိုရှုံးကန်နေရပြီးအိမ်ကွင်းမှာဆိုလို့ရှင်လည်းရှုံးပွဲ9ပွဲတိတိတွေ့ထားတယ်ပြီးတော့ Man City က ဒါ Premier League ရဲ့အဆင့်10နဲ့နောက်ပိုင်းအသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့အဝေးကွင်းနောက်ဆုံး9ဝက်ကိုကျွန်တော်ပြကြည့်9ဝက်တိတိအနိုင်ရထားရပါတော့။ပြီးတော့ Man City အသင်းကစားခဲ့တဲ့ဒီနောက်ဆုံး9ဝက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း4ဝက်ကသူရဲ့တိုက်စစ်ကအသွင်ကို2ဂိုးတိရထားတယ်။ပြီးတော့အဆင့်10နဲ့နောက်ပိုင်းကအသင်းတွေနဲ့သူသွားတွေ့ဆုံခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနောက်ဆုံး9ဝက်မှာဆိုလို့ရှိရင် Man City ရဲ့က6ဝက်ကသူရဲ့တိုက်စစ်ကအသွင်ကို2ဂိုးနဲ့အထက် ရှောက်တင်းထားတာကိုတွေ့ရတယ်ပေါ့အဲ့တော့ဒီပွဲမှာကျွန်တော် Mercedes ကိုသဘောကျတယ်ပထမအကြော့မှာသူတို့ဒီ Manchester United ကိုရှုံးထားရဆိုပေမဲ့လို့ဒီနေ့ပွဲမှာသူတို့ပြန်ပြီးတော့ဒီရှုံးကြီးတခုပြန်ဆက်နိုင်နေမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီ level 65ပြားအထိရှုံးပြင်မယ်လို့ကျွန်တော်ဒီနေ့ပွဲမှာဒီ Mercedes ရွေးချယ်ပြေးခြင်းတယ်ပေါ့